ပြည်တော်စုစုံစမ်းရေးဘူရို FBI ညွှန်ကြားရေးမှူးဟောင်း James Comey ကသူ့ပေါ်တင်ထားတဲ့ရာဇဝမှုဆိုင်ရာဆွဲချက်တွေမှာအပြစ်မရှိကြောင်းဒီကနေ့အော်တိုဘာလ10ရက်နေ့မှာထွက်ဆိုခဲ့ပါတယ်အမေရိကန်ပြည်ထောင်စု Virginia ပြည်နယ် Alexandria မှာရှိတဲ့ပြည်ထောင်စုတရားရုံးမှာဒီကနေ့ပြုလုပ်တဲ့ပထမဆုံးကြိမ်ကြားနာပွဲမှာ James Comey ကအဲ့ဒီလိုထွက်ဆိုခဲ့တာပါဒီကနေ့ရုံးချင်းကို James Comey ရဲ့ဇနီးနဲ့သားသမီးတွေတက်ရောက်တဲ့အပြင် ူ့ကိုထောက်ခံသူတချို့လည်းတရားရုံးအပြင်မှာရှိနေခဲ့ပါတယ်။သူ့ပေါ်တင်ထားတဲ့ဆွဲချက်တွေဟာအစိုးရရှေ့နေတဲ့ဘက်ကနိုင်ငံရေးအရာရည်ရွယ်ချက်ရှိရှိတင်လာတဲ့ဆွဲချက်တွေဖြစ်တာကြောင့်ဒီအမှုကိုပလတ်ပေးဖို့တရားသူကြီးထံလျှောက်ထားမယ်လို့ James Comey ရဲ့ရှေ့နေတွေကဒီကနေ့ပြောပါတယ်။2020ခုနှစ်စက်တင်ဘာလ30ရက်နေ့ကအထက်လွှတ်တော်ဥပဒေရေးရာကော်မတီရှေ့မှာမမမကန်ထွက်ဆိုခဲ့တဲ့ဆိုတဲ့ဆွဲချက်နှစ်ခုနဲ့သူ့ကိုပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကတရားဆွဲဆိုလိုက်တာပါ။ 2016ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာရုရှားရဲ့ဝင်ရောက်ဆွတ်ဖက်မှုရှိမရှိဆိုတာနဲ့သမ္မတထရမ့်ရဲ့မဲဆွယ်စည်းရုံးအဖွဲ့ကရွေးကောက်ပွဲအနိုင်ရဖို့ရုရှားနဲ့ပူးပေါင်းကြံစည်ခဲ့ခြင်းရှိမရှိစုံစမ်းစစ်ဆေးနေတဲ့ကိစ္စမှာသမ္မတထရမ့်ကိုယ်တိုင်စုံစမ်းစစ်ဆေးခံရတဲ့အထက်မပါဘူးလို့ James Comey ကအများပြည်သူကို ပြောပြဖို့သမ္မတထရမ့်ရဲ့လိုလားချက်ကိုမလိုက်ရတဲ့အတွက်သမ္မတထရမ့်က James Comey ကိုချက်ချင်းအလုပ်ဖြုတ်လိုက်တာပါအဲ့ဒီအချိန်ကစလို့သမ္မတထရမ့်ဟာ James Comey ကိုနိုင်ငံရေးအရရန်သူအဖြစ်သတ်မှတ်ထားခဲ့ကြောင်းအမေရိကန်နိုင်ငံရေးအကဲခတ်တွေနဲ့သတင်းမီဒီယာတွေကယူဆထားကြတာပါ။ဒါကြောင့်လဲ James Comey ကိုတရားစွဲခွင့်ရှိတဲ့စက်တင်ဘာလ30ရက်နေ့မတိုင်ခင်တရားစွဲဖို့နိုင်ငံတော်ရှေ့နေချုပ်ပန်ဘွန်ဒီကိုသမ္မတဒေါ်နယ်ထရမ့်ကလူမှုကွန်ရက်မှာတရားဝင် ရေးသားပြောဆိုတာအပါအဝင်ဖိအားပေးမှုတွေလှုပ်ဆောင်ခဲ့တာပါ။ James Comey ရဲ့အမှုကိုလာမယ့်2026ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာစတင်ကြားနာစစ်ဆေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ